မင်္ဂလာပါရှင်ဒီနေ့တော့ဖြူကငါပြောသည်ကောင်းရင်းကြော်လေးလှူစားဖြစ်လို့လုံလေးလေးပြန်လဲမျှဝေပေးထားပါတယ်ရှင်ငါပြောသည်အနံမွေးမွေးလေးနဲ့ကောင်းရင်းအရသာအီအီလေးကိုကြော်ထားတာလေးဖြစ်လို့အရန်စားလို့ကောင်းတဲ့မုံလေးတစ်မျိုးပဲဖြစ်ပါရဲ့နော်ပြောသည်ကောင်းကြီးမုတ်ကြော်လေးအတွဲပါဝင်ပစ္စည်းလေးတွေကတော့မပြောသည်ပုံတို့ကော်မုံနှမ်းနှမ်းနဲ့ကောင်းကြီးမုတ်လို့လိုအပ်ပါရဲ့ရှင်။ ဒီမွေးငပြောသည့်နေရာမှာဖီချန်ရခိုင်ငပြောကိုကြိုက်နှစ်သက်ရာကိုအစားထိုးပြီးတော့လုံစားနိုင်ပါရဲ့ရှင်။ဒီမွေးနှလုံးကိုအခွန်ခွာပြီးတာနဲ့ကြည်နီအောင်ခြေပေးလိုက်ပါရဲ့နော်။ပြောသီးလေးတွေချိန်သွားပြီဆိုရင်တော့ရတာအတွက်ကကြာနှစ်စုံ။ကောင်းကြီးမုတ်ကိုတော့၅စုံနဲ့

နေနီးနဲ့အခုလိုလေးစေးသွားရင်တော့နောက်ဆုံးမှာနှမ်းနဲ့လေးကိုထည့်ပြီးတော့တမအောင်ထက်နေပေးထားလိုက်ပါရနော်တေချာလေးစေးစေးလေးဖြစ်အောင်နေပေးပြီးသွားရင်တော့ကြော်ဖို့အပြားလေးတွေပြပြီးတော့ပြင်ဆင်ထားလိုက်ပါရှင် ကတော့တိမ်မွေးငပြောသည့်နှလုံးကိုမုန်း15ခုစာရပါရဲ့နော်။စကြော်ပါမယ်ရှင်။စီပူလာတာနဲ့ဆင်းနေပြင်ထားတဲ့ငပြောသည့်ကောင်းကြီးပြားလေးတွေကိုထည့်ကျော်လိုက်ပါရဲ့ရှင်။တစ်ဖက်ကြက်မှာတစ်ဖက်ကိုလှန်ကျော်ပေးထားပါရယ်เนาะ ျော်နေရင်လည်းအခုလိုလေးရဲပြီးတော့မွေးလာရင်တော့စစ်စစ်ပြီးဆဲထားလို့ရပါပြီနော်ဒါဆိုရင်တော့လौဆာရအရန်လွယ်တယ်ငါပြောသည့်ကောင်းကြီးမုံကျော်လေးတွေရပါပြီရှင်။လौဆာရအရန်လွယ်ပြီးတော့အရသာအရန်ရှိရဲမုတ်လုံးလေးကိုသဘောကျမယ်လို့ယုံကြည်ပါရဲ့ရှင်။ပြောလို့ရဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်။